ရန်ကုန်မြို့ရေကြီးရေရှမ်းဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့ပြည်ပနေပညာအကူအညီယူဖို့လိုတယ်လို့ရန်ကုန်မြို့ရောစီပင်သားရေးကော်မတီအကြံပေးပညာရှင်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ဇေယချမ်းအေးပေးပို့ထားပါတယ်ရှင်ရန်ကုန်မြို့ဟာမိုးရသည့်ရောက်တိုင်းရေကြီးရေရှမ်းနဲ့ပြဿနာနဲ့ကြုံတွေ့နေရတာဖြစ်ပြီးဒီပြဿနာကိုဖြေရှင်းဖို့နှစ်ဆင့်ငွေကျပ်ဘီလီယံနဲ့ချီပြီးသုံးဆွဲနေရတာဖြစ်ပါတယ် အဲ့ဒီအတွက်နောက်နှစ်တွေမှာရေမြောင်းတွေပိတ်ပြီးရေကြီးရေရှမ်းတာတွေမဖြစ်အောင်ပြည်ပကနီးပညာနဲ့ငွေကြေးအကူအညီတွေရယူဖို့လိုတယ်လို့ရန်ကုန်မြို့တော်စီမံတာရေးကော်မတီမြို့ပြစီမံကိန်းအကြံပေးပညာရှင်ကပြောဆိုလိုက်တာပါအဲ့တော့ပိုက်ဆံတွေဘယ်လောက်သုံးပြီးတော့ဘယ်လိုဖြစ်တယ်ဆိုတာကဆရာမသိပါဘူးစိတ်ဆာတော့လည်းပဲမလေးလာပြီးတော့မသိဘူးပေါ့နော်အဲ့ရေမြောင်းကိစ္စကတော့ဒီမှာရန်ကုန်မြို့သူမြို့သားတွေအားလုံးကိုပတ်သက်နေတဲ့လူတွေကိုဆရာဒီကနေရှင်းရှင်းပဲပြောလိုက်တယ် စိတ်တော်လည်းမပြည့်ကြဘူးချက်ချင်းလည်းငင်ဖြည့်ရှင်းလို့မရချက်ချင်းလည်းငင်ဒီမှာရည်ကြီးလို့ဟိုကပိတ်ဒီကပိတ်နဲ့ဒီနေရာလွတ်သွားတယ်ဆိုပေမဲ့တခြားနေရာမှာလာပြီးရည်ကြီးနေပါပဲနော်ဟိုရည်မျိုးတော်ဝင်ဦးလက်မြင့်လက်ထက်တုန်းကဒီမျိုးတဲကိုရည်လွတ်အောင်ဆိုပြီးတော့စ조사ဥပါတယ်အဲ့တော့လည်းဆရာပြောပါတယ်အာမျိုးတော်ဝင်ကြီးတို့ဒီမှာမျိုးတဲမှာလွတ်ရင်ဟိုတခြားနေရာမှာသွားဖြစ်မှာပဲလို့အဲ့တော့ဘာလို့အောင်လဲ ဆိုတော့ဆရာတို့ကနော် switch and drainage master plan ဆိုရှိတယ် drainage and switch master plan ဆိုတာပေါ့နော်ရအောင်မျိုးရဲ့ရေမြောင်းနဲ့မိန်လာတွေရဲ့စီမံကိန်းပေါ့အဲ့ဒါကိုစပြီးကြံရမှာ လက်ရှိအချိန်မှာရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီဟာရေကြီးတဲ့ပြဿနာကိုမဖြေရှင်းနိုင်သေးတဲ့ပြင်ရန်ကုန်မြို့မှာရှိတဲ့ရေမြောင်းမြေပုံအသေးသေးကိုတော့မပြည့်စုံနိုင်သေးဘူးလို့သူကဆက်ပြောပါတယ်ရေအနိုင်မြင့်နေတိုင်ရမယ်ရန်ကုန်မြို့ရဲ့မြေအခြေအနေတိုင်ရမယ်ဆရာတို့လက်ရှိအခြေအနေအပြင်ရန်ကုန်မြို့ရဲ့ရေမြောင်းမြေပုံတော့မှအတိအကျမရှိဘူးရေမြောင်းအကြီးကြီးတွေရဲ့မြေပုံပဲရှိတယ်ရေမြောင်းအသေးလေးတွေရဲ့မြေပုံမရှိဘူး ဆိုတော့အဲ့ဒါတွေကိုအကုန်လုံးကိုအဲ့ပညာရှင်10ယောက်လောက်ကနှစ်နှစ်လောက်တိုင်းမယ်တွက်မယ်ပေါ့နော် ပြီးတော့မှဘာလုပ်မလဲဆိုတာကိုအဆိုပြုမယ်ပေါ့နော်ရန်ကုန်မြို့တော်စီမင်သာရေးကော်မတီဟာယင်းနှစ်တုန်းကရေကြီးရေလျှံတဲ့ပြဿနာကိုဖြေရှင်းဖို့ငွေ74ဘီလီယံသုံးစွဲခဲ့ရပြီးဒီနှစ်မှာတော့1ဘီလီယံသာသုံးစွဲဖို့တိုင်းဒေသကြီးဆိုရကခွင့်ပြုထားတယ်လို့အသေးစားပြင်ဆင်မှုတွေလည်းသက်ဆိုင်ရာမျိုးနွယ်တွေမှာဒါလောက်ဆောင်နေပါတယ်ကျွန်တော်ကဆီယချန်ကြီးပါ